ရဲဆောင်နိုင်ရာဂီမုံနိုင်ကြောင့်စဘာနှင့်တီးနှက်များထိခိုက်ပျက်စီးမှုအပေါ်နိုင်ငံတော်မှထောက်ပံ့ငွေပေးရခြင်းခန္ဓာပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့နယ်တွင် ရာဂီမုံနိုင်နှင့်ဆက်ဆက်သည့်ရေကြီးရေရှမ်းမှုနှင့်ဆက်လျင်း၍ရဲဆောင်မြို့နယ်အတွင်းရှိစိုက်ရီက236ရီကပျက်စီးခဲ့သည့်တောင်သူများမျိုးစေ့နှင့်တွင်အားစုများထည့်သွင်းနိုင်ရေးအတွက်ထောက်ပံ့ငွေပေးရပွဲခန္ဓာကိုယနေ့နေ့ဆယ်နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံ အစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ရှေးဦးစွာခန်းသားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်က အဖွင့်အမှားစကားပြောကြားပြီးယာဂီမုံတိုင်းကြောင့်လေစပါးဆိုင်ခင်များပြည့်စည်ဆုံးရှုံးခဲ့ရသည့် တောင်းလူများအားမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်နှင့်တာဝန်ရှိသူများကအဝေးကျေးရွာအုပ်စုအတွင်းဗန်းပင်ကျေးရွာအဝေးကျေးရွာနှင့်ဇလဲကျေးရွာရှိ တောင်းသူများပေးအပ်ခဲ့ကြပါသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌကမိကုံးကျုပ်အမစကားပြောကြားပြီးနောက်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆိုင်ဆန်ခန်းနဲ့ဝန်ထမ်းများကကြံရှိသည့်တောင်းသူများစနစ်တကျထောက်ပံ့ငွေများထုတ်ပေးလျက်ရှိကြောင်းသိရှိရပါသည်။ထို့သို့ထောက်ပံ့ရာတွင်ရက်စောက်မြို့နယ်အတွင်းရှိဟွေကျေးရွာအုပ်စုအတွင်းရှိကျေးရွာများမှယာဂီမုံတိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်တောင်းသူ58ဦး၏စုစုပေါင်းမြေဧရိယာ236.6နှစ်အေကအတွက် တေကလျင်သတိန်းချက်နှုန်းဖြင့်စုစုပေါင်းထောက်ပံ့ငွေကျပ်236သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။